Hello အားလုံးမင်္ဂလာပါ Today Football Channel ရနေအားလုံးကိုပြန်လဲကြိုလိုက်ပါတယ်ခင်ဗျာကဲမနေ့ကကျွန်တော်တို့အဖွင့်ပွဲကတော့မလှဘူးပေါ့နော်မနေ့ကအဖွင့်ပွဲကတော့ဒါမန်မာရီလည်းကြာပါတယ်ပြီးတော့ဒီ FIFA Gold Ball လည်းကြာတယ်ပေါ့နော်အဲ့တော့မနေ့ကဘာကြောင့်ဒါ Gold Ball ကြိုက်တာလဲဆိုတာလည်းကျွန်တော်ပြောပြပေးခဲ့တယ်ဟိုမန်မာမှာရွေးပြီးတဲ့ body ကကြာတော့ဒါ Inter Miami က Asian လည်းဖြစ်နေရဲ့သူတို့အမေရိကန်နိုင်ငံမှာကျင်းပတယ်အမေရိကန်ကလပ်ဖြစ်တယ်ပြီးတော့ ဒါဂုတ်ကြီးတပားဖြစ်တဲ့မက်ဆီလဲပါဝင်ကစားနေတဲ့အတင်းပေါ့နော်။အော်ဒီအချက်တွေနဲ့ကျွန်တော်ကစဉ်းစားလိုက်တယ်ပြီးတော့ဒီ ARL ရဲ့ flow ကိုသွားကြည့်ရပါတော့။ ARL က6ပွဲသက်တိုက်နိုင်ခဲ့တယ်။9ပွဲမြောက်မှာတည်ကြတယ်။အဲ့လိုမျိုးသက်တိုက်နိုင်ပြီးလို့ရှိရင်တည်ကြပွဲကြပြီးနောက်ပွဲကဒါရှုံးတတ်တဲ့ တဘောတရားရှိတယ်ပေါ့နော်အဲဒီအချက်ကိုလည်းကျွန်တော်စဉ်းစားပြီးတော့ inner media မျိုးကြိုက်ခဲ့တာအခုကျွန်တော်ဒီနေ့ Telegram channel မှာလို့ကျွန်တော် data တွေတော်တော်များပို့ထားတယ်ပေါ့နော်ဒီ club rank club rank ranking ပေါ့နော်ဒီ FIFA club လက်ရှိ3လနဲ့တင်းရဲ့ rank နေလည်းကျွန်တော်ပို့ထားပေးတယ်အဲ့တော့ဒီမှာဆိုရင်အဲ့ဒီ rank မှာဆိုရင် inner mia mia ဘေးအဆင့်မှာရှိလဲဆိုရင်အဆင့်16မှာရှိတယ်။အဲ့ဒီအလီက31 31မှာရှိရပေါ့နော်။အဲ့တော့16ကအတင်းက 31ကအတင်းကိုပေးရဲ့ဂျီတန်းက level 80ရှုံးဝင်းကျင်ဆိုတာကဒါဂျီတန်းရကြည့်မယ်လို့နှုတ်တယ်တော့ဒါပေမဲ့ကျွန်တော်ကဂျီတန်းကိုလစ်လူရှုလိုက်တယ်အင်ရှင်အာတာချက်နော်ပြီးလို့ရှိရင်ဂုတ်ကြီးဆိုရဲအာတာချက်အဲပြီးလို့ရှိရင် air ali kainlo ရဲ့ဒါလက်ရှိသွားနေရဲ့ flow အဲဒီလိုမျိုးတွေစဉ်းစားပြီးတော့ကျွန်တော် inner miami body ကိုကြိုက်လိုက်တာပေါ့နော်အဲ body နဲ့ကိုပေါ်မမ်မာတွေကိုကျွန်တော်ပြီးခဲ့တာဖြစ်ပါတယ်အဲဟိုတကယ်တကယ်ပွဲကံတော့ကျွန်တော်အဆအလုံးကြီးလိုက်တယ်ကြီးရဲ့အချိန်မှာ ဟို AR League ကတော့မှပို့ပြီးတော့ကောင်းတယ်ပထမပိုင်းမှာဆိုရင် short target 6ချိန်ထိရခဲ့ပြီးတော့ Inter Miami ကတစ်ချိန်မှတော့မရခဲ့တဲ့အနေအထားကြီးအချိန်ကြီးဆိုးခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဟိုဒီပွဲတွေကဒီနေ့ရဒီကြမှာစပြီးတော့ပုံစံတင်းတဲ့ FIFA ကျင်းပတာလည်းဖြစ်တဲ့အတွက်ဟိုခံမှန်းရတာခြေလွှမ်းနေအတင်းပါဝင်တဲ့32တင်းလွှမ်းခြေလွှမ်းကိုခြေလွှမ်းနေကိုလည်းကျွန်တော်တို့က အကုန်မတည်ဘောเนาะကျွန်တော်ရင်းနှီးတာကဒါဥရောပတိုက်ကဒါအတင်းကြီးတွေလောက်ပဲကျွန်တော်နည်းရင်းနှီးတာဖြစ်ပါတယ်အော်ဒီနေ့ထားမှာကျွန်တော်ဘက်ကရွေးချယ်ရတာလीတော့တစ်ခါလေဒီမှာဒါအနေငယ်ခက်ခဲရှိရပါအဲကြောင့်မလို့ကျွန်တော်ဒါတနေ့ကုန်ဒီနေ့ကျွန်တော် data တွေလိုက်ရှာတယ်ပြီးတော့ boogie ဘလို့ထွားဘလို့ flow နဲ့သွားကျင်တာလေးပေါ့เนาะဒါမနစ်ကဒီလိုအချိန်မှာဂျွန်14မှာစခဲ့တဲ့ဒါ you 2024ပြိုင်ပွဲကိုကျွန်တော်တတိယပြီးတော့ပြောင်းပြင်ကြည့်လိုက်တဲ့အခါမှာအဲတော့နိုင်ငံပွဲစဉ်တွေလည်းဖြစ်တဲ့အတွက်ပေါ့နော်ဟို ပထမဆုံးပွဲကတော့ဒါဖြိုပြင်းမှုဆန်တဲ့ဂျာမနီအင်ရှင်လည်းဖြစ်တဲ့တဲ့ဒါဂိုးပေါ်မယ်ဆိုတော့တည်တယ်ပေါ့နော်အဲနောက်ပွဲကြီးပေါ့နော်ဒီဒုတိယမြောက်ဒီဒီလိုညမှာ55နိမှာကံမဲ့ပွဲစဉ်တွေကြီးရတော့ဖွင့်ထားတဲ့ဂိုးပေါင်းကြီးတွေက2-25တွေ2-55တွေ2-90တုံးပွဲစလုံးဒီလိုဖွင့်ခဲ့တယ်ဒါပေမဲ့တုံးပွဲစလုံးဂိုးပေါ်တက်သွား3လုံး4လုံးထိရောက်သွားကြအဲ့လိုမျိုးအနေထားတွေမှာကျွန်တော်ကနိုင်ငံပွဲတွေလည်းဖြစ်တာဖြစ်တဲ့အတွက်ပေါ့နော်ဒီ go out တွေကိုကြိုက်ခဲ့ကြတယ် ပထမရက်မှာလည်းဒါဂျာမနီကစုံပေါ်ကြီးအောင်သွားခဲ့တယ်အဲဒုတိယညမှာတော့ဒါ9အောက်ဒီလာတော့မယ်ဂျီဒီကလည်း9အောက်ဂျီဒီဆိုပြီးမှကျွန်တော်တို့ဒီဟာ9အောက်ကိုတိုက်ခဲ့ရဒါပေမဲ့ကန်ဆိုးသွားနေပဲဂိုးတွေပေါ်သွားခဲ့တယ်ပေါ့နော်အဲ Euro 2024ကိုပြန်ကြည့်မယ်ဆိုရင်9ပွဲဆက်တိုက်ကိုဂူပေါင်းအပေါ်တက်သွားတာကိုကျွန်တော်မြင်တွေ့ရတယ်3ပွဲဆက်တိုက်ကတော့အပေါ်အတင်းချီအောင်သွားတာကိုကျွန်တော်မြင်တွေ့ခဲ့ရတယ်ပေါ့နော်အဲမနေ့ကသွားတဲ့ flow ကတော့ဒါအပေါ်စုံနေနဲ့ဖွင့်ငယ်လို့ပြောလို့ရမယ်ဒီနေ့သွားမဲ့ အာမနေ့ကတော့နိုင်ငံပွဲပေါ့နော်ဒီနေ့ကတော့ကလပ်ပွဲဒီနေ့သွားမဲ့ flow ကတော့ဒါ off zone နဲ့ဖြန့်သွားခဲ့တယ်ပေါ့နော်အဲဒီနေ့မှလည်း blue flow ရင်းနဲ့စပြီးရောပြန်လာအောင်မလဲမနေ့က off zone ဝင်သွားရတဲ့ဒီနေ့ goal ပေါ်လာမလား body အပေါ်လာမလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်ပေါ့နော် တော့အဲ့ဒါကြောင့်ကျွန်တော်ကဒီနေ့ဒါ ranking နေသွားကြည့်တယ်ပြီးလို့ရှိရင်တို့အတင်းနေရဲ့နောက်ဆုံးကန်ခဲ့တဲ့ current form တွေကိုကျွန်တော်တိကျလေးတော့ကြည့်ထားတယ်ပေါ့နော်အော်ဒီခြေနေပေါ်အကုန်လုံးကျွန်တော်ခြုံပြီးတော့မှဒီနေ့ပွဲစဉ်တွေကိုကျွန်တော်တုံးတက်ပေးသွားမှာဖြစ်ပါတယ်ည၈နိုင်မှာမမပွဲတွေပို့ပေးသွားပါမယ် Telegram channel နဲ့ Fiber channel မှာတော့ဒါ free tip တွေပို့ပေးသွားမှာဖြစ်ပါတယ်အကြောင်းပွဲတွေကိုစပြီးတော့ပြောပြပေးပါမယ်ပထမဆုံးပွဲစဉ်ကတော့ည7:00ခွဲမှာကန်သွားမယ် ဘိုင်ယန်မြူးနစ်နဲ့အော့ကလန်စီးတီးပွဲစဉ်ဖြစ်ပါတယ်။အော့ကလန်စီးတီးကတော့ဒါအိုရှန်ပေါ့နော်။တမုတ်တရားပိုင်းဆောင်ကအတင်းဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်ကတော့ကျွန်တော်တို့ရဲ့ဂျီနီပီသားဂျာမနီဘလူးကြီးဒါဥရောပတိုက်ကအတင်းဖြစ်ပါတယ်ပေါ့နော်။အဲသူနဲ့တင်းရဲ့လက်ရှိဒီ rank ကိုကျွန်တော်ကြည့်တဲ့အခါမှာဆိုရင်ဘိုင်ယန်မြူးနစ်ကဒါအဆင့်၄မှာရှိတယ်။ အော့ကလန်စီးတီးကတော့အဆင့်26မှာရှိတယ်ဗောနော်အဲ့တော့အဆင့်၄အတင်းကအဆင့်26ကအတင်းကိုဒါလေးလုံးအပြည့်ရှုံး၅လုံးအပြည့်နိုင်ဘော်ဒီခြေတန်းဖွင့်ထားတယ်ဂူပေါင်းကြီးကတော့၅လုံးတည်ရဆိုရယ်ပေါ့အဲ၅လုံးတည်ရခြေတန်းမျိုးဖွင့်ထားပြီးရယ်ဗောနော်အဲ့တော့အော်ဒီခြေတန်းရဆိုရင်တော့ Auckland City ခြေမရအဲဂိုးမရနိုင်ဘူးဆိုရယ်ခြေတန်းမျိုးဖွင့်ထားပေးတယ်။ဘိုင်ယူနစ်တနည်းနည်းရပဲ၅လုံးတွင်းသွားပြီးရော body အောင်သွားမလား၆လုံးထိတွင်းသွားပြီးရောအစုံပေါ်အောင်သွားမလားဆိုရယ်ခြေတန်းမျိုးဖွင့်ထားတယ်ပေါ့နော်။အော် Auckland City အတင်းက ဂိုးမတွင်းတက်ဖူလာပေါ့နော်ဟိုဘယ်လိုပြောမလဲအတင်းကြီးကြီးကိုဘယ်လိုပုံစံနဲ့ကစားလာနိုင်လဲဂိုးရဖို့အနေထားရှိသလားပေါ့နော်အဲသူကတော့သူ့ရဲ့ဒီနယူးဇီလန်ပေါ့နော်သူကသူကနယူးဇီလန်နိုင်ငံကလပ်ဆိုတော့နယူးဇီလန်မှာဆိုရင်တော့သူကတော့ဟိုအဲဆရာကြရအတင်းလို့ပြောလို့ရမယ်အပွဲတိုင်းနှီးပါလဲဂိုးတွေတွင်းနိုင်တဲ့အတင်းလို့ပြောလို့ရမယ်ပွဲတိုင်းနှီးပါတော့ဂိုးမပေးခဲ့ဒါကတော့တူကန်ကလီကတော့ ဟိုအတင်းကတော့ဒါနည်းနည်းခြေသန်းညံ့တဲ့တည်းပါတော့ဗောနော်ဒီဂျာမန်ဘလူးကြီးနဲ့တွေ့တဲ့အခါမှာသူ့အနေနဲ့ဂိုးတော့ပေးရလိမ့်မယ်အဲ့တော့သူ့ရဲ့ဒီ squad ကိုကျွန်တော်သွားကြည့်ရမှာသူ့အတင်းကိုနီးပြနေတဲ့နီးပြကဂျာမနီနိုင်ငံသားဖြစ်တယ်ဗောအဲ့တော့ဂျာမနီနိုင်ငံသားနီးပြနေရဆိုတော့ဂျာမနီကလပ်နဲ့ကန်အားမှာဆိုဂျာမနီနိုင်ငံသားလည်းဖြစ်တယ်ဂျာမနီကလပ်ဒါဘိုင်မြူးနစ်ကိုလည်းသူကယဉ်နေပြီးသားဖြစ်လိမ့်မယ်ဒါသူ့နိုင်ငံကလပ်လည်းဖြစ်တယ်သူ့နိုင်ငံကဘွန်ဒက်လီဂါရဲ့အအောင်မြင်ဆုံးဂျာမနီရဲ့အအောင်မြင်ဆုံးအတင်းဆိုတော့ဒါဘိုင်မြူးနစ်ရဲ့ အဲဘယ်လိုပြောမလဲခြေစွမ်းခြေစားတွေကိုဒီအော့ကလန်စီးတီးအတင်းနီးပြကဒါတခြားလေးတော့အင်္လာလုံးလာလိမ့်မယ်လို့တော့ဒါတွေးချင်စရာတခုရှိတယ်ဗောနော်တွေးတွေးဖို့အချက်တခုရှိတယ်ဗောနော်အော်ဒီနေ့တားမှာကျွန်တော်ကဟိုဘိုင်မြူနစ်ကိုသူကသွားပြီးတော့ဖွင့်တိုက်မှာတော့မဟုတ်ဘူးဘိုင်မြူနစ်ကပဲဒါဘောလုံးကင်ကစားမယ်ဒါဒရက်ဆက်တိုက်စစ်ဆင်ပြီးကစားမယ်ဗောနော်အော်ဒီနေ့တားမှာ ဟိုလေးလုံးပြက်ပါမလားငါးလုံးပြက်ပါမလားဘိုင်မြူနစ်ငါးလုံးပြက်မှကြီးအောင်မယ်ဆိုရအနေထားဒါနည်းနည်းလေးတော့ဟိုဒိန်းကြားပေါ့နော်အဲနည်းနည်းမို့တော်တော်လေးဒိန်းကြားအော့ကလန်စီးတီးအနေနဲ့ကကောင်တာကနေပြန်တိုက်မလားအဲ့လိုမျိုးတိုက်ဖို့ဆိုတာလေသူသူမှရှိရဲ့ပလေယာတွေရဲ့ဒါ individual skill က ဒီဂျာမနီအဲဘိုင်မြူနီရဲ့နောက်တန်းကစားသမားတွေကြော်ဖြတ်နိုင်ဖို့လိုအပ်တယ်ပေါ့နော်ဒီနေ့မှဆိုရင်အင်တာမီယာမီရဲ့တချို့ကစားသမားတွေဆိုဘောလုံးတောင်မကန်တတ်ဘူးလို့ကျွန်တော်ခံစားရတယ်ပေါ့တချို့ကောင်တွေဆိုရင်ဟိုဘောလုံးလမ်းကြောင်းတွေလည်းမပြေးတတ်ဘူးဒီမက်ဆီခင်းပြီးတဲ့အလုံးတွေဆိုရင်တော်တော်လေးမှ ကောင်းပါတယ်တချို့လုံးတွေဆိုရင် ဒါပေမဲ့ဘောလုံးလမ်းကြောင်း vision မကောင်းပြောရမယ်ပြီးလို့ရှိရင်တူချင်းဖြတ်ကျော်မှုအပိုင်းနေလဲဘာမှမကောင်းတော်တော်လေးလှုပ်တယ်ပေါ့နော် marketing ဘိုင်းနေလဲတော်တော်လေးကောင်းတယ်ဟိုကောင်းဒီဘက်ကတော့မှဒါဂူရသွားနိုင်တဲ့အနေအထားတွေအများကြီးတွေ့ရတယ်ပနန်ဒီလဲဒါပေးလဲရဒါပေမဲ့ကန်ကောင်းလို့ဂိုဒမကဲသွားလို့သူတို့မရှုံးခဲ့တာပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီနေ့မှာ Auckland City အနေနဲ့ Bayern Munich ကိုရှင်ဆော့မှာတော့မဟုတ်ဘူး ဒါပိတ်ပြီးတော့ပဲကစားလိုက်မယ်17ရောက်လုံးနီးပါးလောက်ကကွင်းလင်နဲ့ခံစစ်မှာပဲဒါအချိန်ဖြုံးလိမ့်မယ်ပေါ့နော်သူတို့အနေနဲ့ကတော့ဒီတိုင်ပွဲဝင်ဝင်ရကလေးကဒါဒေါ်လာ3တက်တမ5တန်းလားမသိသူတို့ရသပြီးရပြီပေါ့နော်အဲ့တော့သူတို့အနေနဲ့ကတော့ဒါအများကြီးဘာမှမျှော်လင့်မှာတော့မဟုတ်ဘူးအိမ်ဖြစ်အသင်းနေနဲ့ပဲလာရောက်ဖြော့ဖြေတဲ့ပုံစံမျိုးတော့ဖြစ်သွားနိုင်တယ်ဘိုင်မြူနစ်အတွက်ကကြတော့ဒီကနေပြီးတော့သူတို့အနေနဲ့နိုင်ပွဲရမယ်ဆိုရင်ဒါဒေါ်လာ2တန်းနိုင်ပွဲ group state မှာနိုင်ငံဆရာပြီဆိုဒေါ်လာနဲ့တန်းဆရာမယ်အဲ့လိုမျိုးဆိုတော့သူကပတ်စံတော့ရှာလိမ့်မယ်အတင်းကြီးတဲ့ဖြစ်တဲ့ပတ်စံရှာမယ်ပြီးတော့သူတို့လိုချင်တဲ့ကစားသမားတွေရတဲ့ပတ်စံတွေသူတို့ဝယ်မယ်ပေါ့နော်ဒီလိုမျိုးပုံစံလာနိုင်အဲ့တော့ Bayern Munich ကတော့အနိုင်ငံမယ်ဂိုးပြတ်မပြတ်ကျွန်တော်စောင့်ကြည့်ရမယ်အဲ့တော့ဒီနေသားမှာကျွန်တော်က ော့ Auckland City အတင်းဂိုမရလောက်ဘူးလို့ကျွန်တော်တွက်လိုက်တယ်အဲဂိုမရလောက်ဘူးဆိုတော့ body နေရလားဆိုတော့ဂျမ်ဘိုင်ယန်က၅လုံးတွင်းသွားရင်တော့ကျွန်တော်ခံလာရလိမ့်မယ်ဗျာအဲ body ကနည်းနည်းလေးအန်တင်းမြန်အဲ့တော့ကျွန်တော်ဂိုပေါင်းအောက်ကိုကြိုက်တယ်ပေါ့နော်ဂိုပေါင်းအောက်ဘိုင်မြူနစ်အလွန်ဆုံးတွင်းနိုင်လို့ရှင်၅လုံးထိပဲလို့ကျွန်တော်ကဒါတွေးမိတယ်ပေါ့နော်အဲ့တော့၅လုံးရောက်တာနဲ့ကျွန်တော်တေးပဲကြမယ်လက်ရှိမှာ၅လုံးတေးပါမနက်ကတော့၅လုံး30နိုင်လောက်တော့ပေါက်တယ်ပေါ့နော်အဲ့တော့ ငါးလုံးထိနဲ့ရက်သွားမယ်ဆိုရင်ကျွန်တော်တို့ဒီဒါတေးကြမယ်လေးလုံးနဲ့ဘိုင်ရလေးလုံးနဲ့ရက်သွားမယ်ဆိုရင်ကျွန်တော်တို့ကဒါအပြည့်ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ကကိုပေါင်းအောက်လေးကိုကြိုက်တယ်ဒါမနေ့ကကိုအောက်ခဲလို့ဒီနေ့ကိုပေါ့ကြီးလာနိုင်လားဆိုတဲ့အချက်ကိုကျွန်တော်ခဏမေးထားတယ်ပေါ့နော်ဘာလို့ဆိုတော့ ဟိုယူဝင်းတော့ရှင်ကြီးတယ်ကျွန်တော်တို့ယူပွဲတုန်းကလည်းအဲ့လိုပဲဂိုးတွေပေါ်ပြီးဂိုးတွေအပြန်အောက်မယ်ဆိုမှဟိုငါပွဲဆက်တိုက်ကြီးဂိုးပေါ်ပြီးလာလာလိုက်တော့ကျွန်တော်တို့တော်တော်လေးထိသွားတယ်ပေါ့နော်အော်ဒီနေ့မှတော့ကျွန်တော်ဒါဖြစ်နိုင်ချေအများဆုံးကဂျာမနီနီးပြလည်းလုံနေတဲ့ဒီအော့ဂလန်စီးတီးအတင်းနေနေကတော့ဂျာမနီဘလူးကြီးဖြစ်တဲ့ဘိုင်ယန်မြူးနစ်ကိုရှင်ကစားမှာမဟုတ်ဘူးဒါခံသေးကိုအဓိကထားပြီးတော့ပိတ်ဆို့ကစားလာဖို့ရာခိုင်နှုန်းများတယ်ဒီချက်ကြောင့်ဂျာမနီဘိုင်ယန်မြူးနစ်ကြီးဒါရှူးနိုင်တော့မှ3လုံး 3C 4C 5C ဆိုတာအလွန်ဆုံးလောက်ပဲလို့ကျွန်တော်တွက်တယ်ပေါ့နော်အဲဒီအနေထားမှာကျွန်တော်ကကိုပေါင်းအောက်လေးကိုကြိုက်တယ်အဲ့တော့ဘိုင်ယူနစ်ပွဲစဉ်ကိုကျွန်တော်ကိုပေါင်းအောက်ကြိုက်ပါတယ်ဘော်ဒီမှာဆိုရင်တော့ဆွန်လာရဲမယ်ဆိုရင်တော့ဘိုင်ယူနစ်နေလို့ရရပေါ့နော်ဘိုင်ယူနစ် 5C ထိတော့ဖြစ်ကောင်းဖြစ်သွားနိုင်မှာပဲအရန်ဝန်အန်တီများပါတယ်4 ਦੀ လောက်နဲ့ရက်သွားမယ်ဆိုရင်ကျွန်တော်တို့ကခံစားရပါအဲ့တော့ body ကတော့ဟို body အောက်လဲအန်တီများတယ် body အပေါ်လဲအန်တီများတယ်ပေါ့နော်အဲ့ ကျွန်တော်ကတော့ဂိုးပေါင်းအောက်လေးကိုပဲနှက်တက်တယ်ပေါ့နော်အဲကျွန်တော်ဒီနေ့ဒါပိုင်မြူနစ်ပွဲစဉ်မှာတော့ဂိုးပေါင်းအောက်လေးကိုကြိုက်ပါတယ်အကြိုက်တွေညီကိုလိုက်ကစားလို့ရပါတယ်ပေါ့နော်အဲတော့နောက်တစ်ပွဲသွားပါမယ်နောက်တစ်ပွဲကတော့ PSG နဲ့အတလတီကိုမတ်ထွေးပိုင်မြူနစ်က10ခွဲကံပါလို့ကျွန်တော်ဒါ9ခွဲလောက်ဆိုရင်ကိုကျွန်တော်လိုင်းရဲ့ဒီပိုင်တိရရပေါ့နော်အဲတော့9ခွဲလောက်နောက်ပိုင်းမှာကျွန်တော်ကြီးအပြောင်းလဲလေးကြီးလို့ရပြီနော်အဲအဲကြမှာကျွန်တော်ကြီးအပြောင်းလဲပုံမူတည်ပြီးတော့ကိုကစားခြင်းနဲ့ဟာကိုလည်းဒါအပြောင်းလဲလောက်ကစားလို့ရပါတယ်အဲ PSG နဲ့ Atletico ကတော့တနအိခွဲမှာကမ်းပါပေါ့နော် PSG ကလက်ရှိမှာတလုံးကို65ပြားနိုင်ပါတော့တလုံးအပြည့်နိုင်တေချာအပြည့်ရှုံးဆိုတဲ့ပုံစံမျိုးဖွင့်ထားပေးတယ်ကိုပေါင်းကြီးကတော့တုံးလုံးကို90နိုင်ဆိုပြီးဖွင့်ထားပေးရပါတော့အဲလက်ရှိမှာ PSG နဲ့ Atletico Madrid ကအဆင့်ကိုကျွန်တော်ကြည့်တဲ့အခါ PSG ကအဆင့်1မှာ Atletico ကအဆင့်9ပေါ့နော်အဲ1ကနေ9ကိုဒါ တည်အပြည့်ရှုံးတလုံးအပြည့်နိုင်ဆိုတော့အာဒီဂျီတန်းကဖဲဖြစ်တယ်လို့တော့ပြောလို့ရပါတော့ဒါတို့လက်ရှိတက်မှတ်ထား ranking ရကြည့်မယ်ဆိုခြေစွမ်းရကြည့်မယ်ဆိုပီအက်ဂျီဒီဒီနေ့အဲဥရောပမှာဆိုရင်ဒါဥရောပရဲ့အကောင်ဆုံးပြိုင်ပွဲဖြစ်တဲ့ချန်ပီယံလိပြိုင်ပွဲပိုဆွဲထားတဲ့အတင်ဒါတို့ရဲ့တမိုင်းအတင်းတမိုင်းတစ်ချောင်းမှာလည်းပထမဆုံးအကြိမ်ဖြစ်တာချန်ပီယံလိဖလားကိုစယူခဲ့တဲ့နှစ်ဆိုတော့တို့ရဲ့အကောင်ဆုံးအတင်းပုံစံကိုရနိုင်ရပါတော့။အော် PSG ကတော့လက်ရှိမှာချီလန်ရဆိုတော့အတလတီကိုမက်ထရစ်တက်ပို့ပြီးတော့ ဒါနေရာဆုံးမှာတော့ပို့ပြီးတော့အတာရနေမယ်လို့ညင်နေအတရီကိုမထွေးကတော့ short တက်လို့တော့လည်းမရဘူးသူကလည်းဒါစပိန်ကလပ်ထိပ်ကြီးဖြစ်တဲ့အတွက်ဒီပြီးတော့ဥရောပအသင်းတွေနဲ့လည်းဒါအတွေ့အကြုံတွေကအများကြီးရှိတာတဲ့အတလတီကိုမထွက်ကိုတော့သူက short တွက်လို့တော့မရဘူး။အဲကြောင့်မလို့လေဘုံကြီးတန်းကတလုံးအပြည့်နိုင်အဲတလုံး90နိုင်တော့ဖွင့်လို့မရဘူးနော်ဒီကြီးတန်းရဆိုအဲ့တော့ဒီနေ့သားမှာကျွန်တော်က ဟို PG အနေနဲ့ဒီနေ့ပွဲနိုင်ပါမလားဗောနော်နိုင်နိုင်နိုင်ချင်းရှိလားနိုင်နိုင်ချင်းရှိမယ်ဆိုရင်အဲဒီဆက်ပုံပြီးတော့ကြေးပေးလို့ရနိုင်မလားကျွန်တော်စဉ်းစားကြည့်ရပေါ့နော်အရင်တုန်းကဆိုရင်တော့ PG နဲ့ Atletico ကတွေ့ဘူးတယ်ဗျာ၃ချိန်လောက်သူတို့ဒါ hardware တွေ့ဆုံမှုရှိတယ်ပေါ့နော်အဲ့တော့ hardware တွေ့ဆုံမှု၃ချိန်ကိုကြည့်မယ်ဆိုရင်တော့ဒီ PG ကတစ်ချိန်နိုင်တယ် Atletico မထွေးကတစ်ချိန်နိုင်တယ်တေရကတစ်ချိန်ကြာတာအဲ့တော့ hardware တွေ့ဆုံမှုမှာတော့အရင်ကြီးတော့ ဟိုအအတာရနေရမျိုးတော့မတွေ့ရဘူးပေါ့နော်အဲ့တော့ဂျီပွဲမှာကျွန်တော်က draw လေးသွားမလားပေါ့နော် draw တေသဘောတော့သွားမလားပေါ့နော်ပြဲကြီးနိုင်နေတော့မှဒါကန်ကောင်းပြီးတော့ပဲနိုင်မယ်လို့ကျွန်တော်မြင်တော့ဟိုပြဲကြီးနိုင်ပွဲတွေဆက်နေတာလေးပြီးကြတော့ဂျီတွေအောင်နေရတွေကဒါတော်တော်လေးရှိမှများထားတယ်ပေါ့နော်ဟောအဲ့လိုမျိုးဆိုတော့ကျွန်တော်ကအေဒီကိုအနေနဲ့ဒီနေ့ပွဲစဉ်မှာပြဲကြီးကိုတော့တေချာလေးဟို ခုခံကလားလာလိမ့်မယ်လို့ကျွန်တော်မြင်တယ်ပြီးတော့စင်မြူနီဆိုတာကလည်းဒါဥရောပအတွေ့အကြုံကြီးများခဲ့တဲ့အဲနီးပြတေးရပါဘောနော်ရီယယ်မက်ထရီတို့ပေါင်းနေဆိုလဲဒါကိုတီပြန်ဒူတီပြန်ပိုင်းဘာစီဆိုနာတို့ပေါင်းနေလဲကိုတီပြန်ဒူတီပြန်ကလားလာခဲ့တဲ့ဟိုနီးပြဆိုတော့ဟိုပြောရမယ်ဆိုရင်ဒါမဲ့ तू ကဘယ်လိုပြောမလဲအီတီကအရင်ကဆိုရင်တော့ကျွန်တော်တို့ တိထားလို့ခန်းစစ်ကစားတဲ့အတင်ပြမမကြီးကြီးနဲ့ခန်းစစ်ကစားတဲ့အတင်ဂိုးပေါင်းအောက်တင်သွားတဲ့အတင်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာတော့သူဘိုင်းဘာစီလိုနာနဲ့ပေါင်းတွေ့ပြီဆိုသူဂိုးတွေပေါ်လာရောတွေ့ရတယ်ဒါရီယယ်မက်ထရီနဲ့တော့ဒီနှစ်မှာတော့ဒါဂိုးတိတ်မပေါ်ခဲ့ဘူးပေါ့နော်အော်ဒီလိုမျိုးအနေထားမှာဒီနှစ်မှာဖွင့်လာတဲ့ဂိုးပေါင်းကြီးကဒါ level အပြေရှုံးမှာဂိုးပေါင်းကြီးက350နိုင်ဆိုရဲကြီးတန်းမျိုးဖွင့်လာရယ်ပေါ့နော်အော်ဒီလိုကြီးတန်းက ကိုဘောလာဖို့ရကန်တို့များတယ်ဆိုရဲအနေထားကိုခြေရန်ကိုဖွင့်ပေးထားတယ်။ဘာလို့ဆိုတော့ဟို3 black မှာပေါက်ပြီဆိုရင် body ခြေရန်ဘက်မှာပြန်ကြည့်မယ်ဆို1 black လောက်ပေါက်ပေါက်တဲ့ခြေရန်မျိုးများတယ်ဗျာ။1 black 50 3 black ကဒီလိုမျိုးတွားတာများတယ်ပေါ့နော်။ဒါပေမဲ့ဒီနေ့မှာအဲ level တရာရှုံးအပြည့်မှာအပြည့် level အပြည့်ရှုံးမှာကိုပေါင်းကြီးက3 black 50ဆိုတော့ဒါလူတွေကိုကိုပေါင်းအပေါ်ဆွဲခေါ်နေတဲ့ပုံစံမျိုးတော့ဖြစ်နေပေါ့နော်။ အော်ဟိုလက်ရှိခြေလွှမ်းနေရကြည့်မယ်ဆိုရင် PSG ကလည်းကိုးရနိုင်တယ်ဗျ PSG လက်ရှိတိုက်စစ်ကလည်းကောင်းနေ၊ကွင်းလယ်ကလည်းကောင်းနေအနေထားမှာကိုးရနိုင်။ AD ကိုဘက်ကပြန်ကြည့်မယ်ဆိုရင် AD ဘူးဘက်မှာလည်း Everest Paulo ကလည်းကောင်းနေ၊ Richman လို့လည်းရှိနေရတော့ကိုးရသွားနိုင်တယ်ပေါ့နော်။အော်အဲ့တော့ဝမ်ဝမ်အနေစကြည့်မယ်ဆိုတော့၃လုံးရောက်တိုင်းကျွန်တော်ပြ90လောက်စားရမယ်အနေထား။အော်ဒီနေသားမှာကျွန်တော်ခူးပေါင်းအပေါ်ကလူကြိုက်များဖို့ရာခိုင်နှုန်းများတယ်။နေချင်းစိုးနေချင်းစရာလည်းကောင်းနေရပေါ့နော်။အော်ကျွန်တော်ဒီပွဲစဉ်ကိုတော့ ဂူပေါင်းအောက်ပဲကြိုက်တယ်ကျွန်တော်ဒီခြေတန်းကိုမကြိုက်တာပါเนาะဘာလို့ဆိုတော့ဟို one plate ပေါ့မှဂူပေါင်းအပေါ်ကြီးတက်တာများတယ်အဲအတွေ့အကြုံရလို့ဆိုရင်တော့ဒီလို level body level ရှုံးပေးတယ်ဂူပေါင်းချင်း3 plate ဒီပေါ့လို့ဆိုရင်ဟိုအောက်ပဲသွားတာများတယ်1 1သွားတာများတယ်ပြီးလို့ရှိရင်အဲ body အပေါ်ပေါ့နော် 1c 2c အဲ့လိုမျိုးအောင်သွားတာများတယ်ပေါ့နော်အဲဒီချက်ကြောင့်ကျွန်တော်ကဒီနေ့ပွဲစဉ်မှာအာဒီပွဲကိုလည်းကျွန်တော်ဂိုးပေါင်းအောက်ပဲကြိုက်တယ် အဲ့တော့တခုတော့ရှိရပါတော့ကံကံနီးမှာကံကံနီးတော့ကျွန်တော်ညဟိုလောက်ပေါ့9နိုင်ဝင်းကျင်လောက်ပေါ့နော်7နိုင်နောက်ပိုင်း9နိုင်ဝင်းကျင်လောက်မှာ3 +50 ကနေ3 +20 လို့3 +30 လို့အဲဒီလိုမျိုးပြောင်းသွားခဲ့မယ်ဆိုရင်တော့ဒါကိုပေါင်းအပေါ်လေးပြောင်းစောလို့ကောင်းနေပေါ့နော်ဘာလို့ body level ရှုံးဝင်းကျင်ကြည်တန်းမှာကိုပေါင်းကြီးကတူတီတီနဲ့တူတီပလက်20 30ဝင်းကျင်လောက်ပောက်ပြီဆိုရင်ဒါကိုပေါင်းပေါ်တက်ဖို့ရခိုင်လို့များတယ်တူတီပလက်50အထက်ပေါ့နော်50နဲ့တူတီပလက်60 60 80 80ဆိုရင်တော့ကိုပေါင်းအောက်ပဲဆော့ပါပေါ့နော်ဟောလက်ရှိမှာတူတီပလက်50ဖြစ်နေတဲ့အတွက်ဒါကိုပေါင်းအောက်လေးကိုပဲကျွန်တော်ကဒါအရင်ဆုံးရွေးချယ်ပေးထားလိုက်ပါမယ်အော်ကျွန်တော်ကကိုပေါင်းအောက်ကြိုက်ပါတယ် body မှာဆိုရင်တော့ တော့ခြေစွမ်းရရွေးချယ်လိုက်မယ်ဆိုရင်တော့ PSG ကိုကျွန်တော်ပိုကြိုက်တယ်ဗောနော် Indigo အနေနဲ့ဟိုခံစစ်တော့ပိတ်ကစားလာဖို့တော့များတယ်ဒါပေမဲ့ PSG ရဲ့လက်ရှိမှာဟိုကြီးတဲ့အောင်နေရလဲများနေဗောနော်ဒါပေမဲ့ကျွန်တော်ခြေစွမ်းရကြည့်မယ်ဆိုရင်တော့ PSG ဒီနေ့နိုင်ဖို့လုံလောက်တဲ့ခြေလမ်းရှိရလို့ကျွန်တော်မြင်နေအဲ့တော့ကျွန်တော် PSG နဲ့ကိုပေါင်းအောက်လေးကျွန်တော်ကြိုက်တယ်ဗောနော်အော် PSG 1 C နဲ့နိုင်မလား2 C နဲ့နိုင်မလားကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်နောက်တစ်ပွဲကတော့ Porto နဲ့ Palmeiras ဗောနော် Palmeiras ကတော့ ဟွာပေါ့ဘရာဇီးကလပ်ပေါ့နော်ပေါ်တိုကတော့ကျွန်တော်တို့ဒါပေါ်တူဂီကလပ်ပေါ့နော်အဲ့တော့ပါမီယက်ကပြန်ပြီးတော့ဒါဥရောပကလပ်ကို level 35ပြားရှုံးကိုပေါင်းကြီးနှလုံးကို45ပြားရှုံးဆိုမှကျွန်တော်တို့ပြန်ပေးထားတွေ့ရတယ်အဲ့တော့ပါမီယက်ကလက်ရှိမှာဆိုရင်အဆင့်ဘလောက်မှာရှိလဲဆိုတော့ပါမီယက်ကအဆင့်14မှာ ပေါ်တိုကအဆင့်15မှာပေါ့နော်အဲ့တော့ ပေါ်တိုထက်တောင်မှပါမီယက်ကလက်ရှိဖီဗာဒီပြိုင်ပွဲမှာဆိုဝန်ကင်းတစ်ခုပို့ပေးထားအောင်ကျွန်တော်တွေ့ရတယ်အဆင့်ဆက်လေးမှာထားပေးထားအောင်ကျွန်တော်တွေ့ရတယ်ပေါ့နော်အဲကြောင့်မလို့လဲဒါပါမီယက်ကပြန်ပြီးတော့ level ကို35ပြားရှုံ30ရှုံတော့ပြန်ပေးထားလို့ကျွန်တော်မြင်နေပေါ့နော်အပေါ်တိုကတော့ကျွန်တော်တို့တော်တော်များများလေးယင်းနေပြီးသားဟိုပါပေါ့နော်ကျွန်တော်ဒီ web ပြိုင်ပွဲနဲ့ယင်းနေမိသားလူတွေပေါ့နော်ကျွန်တော်တို့ကတော့အဲပေါ်တူကတော့ကျွန်တော်တို့လည်းအကုန်လုံးတိမိသားဆိုတော့ရင်းထွေတူပြောကြမှာလို့ပါမီယက်ကကြတော့ဘရာဇီးလီဆိုတော့ဘရာဇီးကြီးနဲ့ကျွန်တော်တို့နေ့ကနည်းနည်းလေးအလံဝေးတယ်ဒါဘရာဇီးမှာဆိုတော့ဒီပါမီယက်တို့ဖလာမင်ဂိုတို့အဲနောက်တစ်ခုရှိပါသေးတယ်ကျွန်တော်နာမည်မေ့ပါတယ်ဗျာနေမာတို့ပါကိုကစားခဲ့ရလေအဲဆန်တိုဆန်တိုပါလဲမသိဘူးအဲအဲ့တင်းကြီးရှိရပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီပါမီယက်ကလည်းသူ့လီမာတော့ ဟိုအောင်မြင်မှုများတဲ့အတင်းပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီနေ့မှာဒါပါမီယက်ကိုတွားပြီးချော့တွဲလို့တော့မရဘူးပေါ်တူကလည်းဟိုအလဲလက်ပြောရမယ်ဆိုတော့ဥရောပတိုက်မှာဆိုတော့ဒါရီယယ်မက်ထရီတို့ပါလို့ရိန်းလန်းနေနေပါနေရှင်းမယ်ဆိုတော့အလဲလက်ထဲမှာတော့ပါတယ်ပေါ့ဗျာအဲ့လိုမျိုးဆိုတော့အထိတ်တန်းကြီးတော့မဟုတ်ဘူးဆိုမဲ့အလဲလက်ထဲမှာတော့ပါတယ်ပေါ့နော်အဲဒီနေ့သားမှာကျွန်တော်က ဟို body ထက်လေဂိုးပေါင်းအောက်ကိုကြိုက်တယ်ဗောနော်ဒီဘွဲကကြတော့ဘာလို့ဆိုပေါ်တိုကလည်းခန်းစစ်မှာနည်းနည်းကြီးကြီးလေးကစားနိုင်တဲ့အတင်အဲ့လိုမျိုးဆိုတော့ပါမီယက်ကကြတော့ဘရာဇီးကလပ်ဖြစ်တယ်ဘရာဇီးကလပ်တွေတော်တော်များများကလည်းဂိုးပေါင်းအောက်တင်ကန်တာများတယ်ဗောနော်အဲ့လိုမျိုးအနေထားမှာကျွန်တော်ကဒီဘွဲစင်ကိုကြတော့2မိုင်း55လေးဖွင့်ထားတယ်ပါမီယက်က body ကလည်းပဲ35ပြားရှုံးဗောနော်ဂိုးပေါင်းကျေး2ပေါင်းနှလုံး55ရှုံးမှာတော့ကျွန်တော်ဂိုးပေါင်းအောက်ကိုကြိုက်တယ်ဗောနော်ဒီနေ့မှာဂိုးပေါင်းအောက်ကဒီဘရာဇီးကလပ်နှစ်ပွဲက ဒီဘူအဲ Vodafone ကိုပွဲရလဲကိုပေါင်းအဲဒီလိုပဲဖွင့်တာနှလုံး40ဝင်းကျင်လောက်ဖွင့်တာပေါ့နော်အဲ့နှစ်ပွဲစလုံးကတော့ကိုပေါင်းအောက်တစ်ပွဲတော့အနည်းဆုံးဝင်မယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်အဲ့ပေါ်တိုနဲ့ပါမက်ပွဲမှာကျွန်တော်ကိုပေါင်းအောက်လေးကိုကြိုက်ပါတယ်ဘော်ဒီမှာဆိုရင်တော့ကျွန်တော်ကပေါ်တိုလိုအတင်းမျိုးရဲတင်းတင်းဒါပြား30ရှုံးလောက်ကြီးလာပေးထားရတယ်ပါမက်ဘော်ဒီကိုပဲကျွန်တော်ကြိုက်ပါတယ်အဲ့တော့နောက်တစ်ပွဲကတော့မနက်၈နာရီခွဲမှာကန်သွားမယ်။ဒါစီတယ်ဆောင်းနာနဲ့ စီဒယ်ဆောင်းနာနဲ့ဗိုတာဖိုကိုပေါ့နော်အဲစီဒယ်ဆောင်းနာကအမေရိကန်မှာကျင်းပနေလို့သူကမေဂျာလိကလပ်အမေရိကန်နိုင်ငံကလပ်ဆိုတော့သူ့ရဲ့အိမ်ခွင်းမှာပဲလှုပ်သွားမှာအဲ့တော့သူကအင်ရှင်အနေနဲ့လက်ခံပြီးတော့ဒီပွဲကိုခံရမှာပေါ့နော်အဲ့တော့ဗိုတာဖိုကိုကပြန်ပြီးတော့ level 60ရှုံးလောက်ဒါကြီးကျော်ပေးထားရပေါ့နော်အဲ့တော့အစင်းရကြည့်မယ်ဆိုတော့ဗိုတာဖိုကိုကအဲအဆင့်30မှာဟိုစီဒယ်ဆောင်းနာကကြတော့အဆင့်20နဲ့ပါပေါ့နော်အဲ့တော့လက်ရှိ run ရကြည့်မယ်ဆိုတော့အဆင့်30ကနေအဆင့်20ကိုပြန်ပြီးတော့ဒါအဝေးကွင်းကနေလာပြီးတော့ လေဗယ်6လေချုံတော့ GP ရလို့ဒါတွက်လို့ရတယ်ပေါ့เนาะအဲ့တော့ဂိုးပေါင်းကြီးကတော့နှလုံး4လေချုံတော့ဖွင့်ပေးထားတယ်အဲ့ပူတာဖုန်ကဘရာဇီးကလပ်ဆိုတော့ဘရာဇီးကလပ်နဲ့အမေရိကန်ကလပ်တွေရှင်မယ်ဆိုတော့ဟိုခြေသွမ်းခြေသားတွေဒီဘောလုံးကန်ဘယ်လိုလဲ individual scale ရေးပါအကုန်လုံးပြင်ပြီးတော့အဲ overview ပြန်ကြည့်မယ်ဆိုရင်တော့ဒါဘလာဒီကလက်တွေကတော့ပိုတာမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဘလာဒီကလက်တွေပို့ပြီးတော့ဆန်းဆောင်ရင်ပိုကောင်းလိမ့်မယ်လို့ကျွန်တော်မြင်တယ်။မနေ့က င်တာမီယာမီဆိုမက်ဆီပါတော့မှတော်တော်လေးချင်းနေဆိုးခဲ့တယ်ဗောနော်မက်ဆီတို့ဆွာရဲတို့အဲဘက်စကွတ်တို့ဘူးစကွတ်လားဘက်စကွတ်လားဒီကောင်းလေးပါတော့မှဒါချင်းနေမကောင်းတော့ကြောတွေ့ရရယ်ဗောနော်အဲ့တော့ဒီနေသားမှာလက်ရှိကားရန်ပေါင်ကြည့်မယ်ဆိုရင်လည်းဗိုတာဖုန်ကဒါနောက်ဆုံးပွဲဒီမှာနိုင်ပွဲတွေရထားကြောတွေ့ရတယ်စီတဲဆောင်းသားလုံးနှစ်ပွဲဆက်တိုက်ရှုံပွဲတွေတွေ့ထားရတယ်ကြောတွေ့ရတယ်ဗောနော်အော်ဒီနေသားမှာကျွန်တော်ကတော့ဒီနှစ်တင်းအပြားဒီပွဲပြီးရင်တို့က PSG နဲ့ Indigo နဲ့ကန်ရမှာအဲ့တော့ဒီနှစ်ပွဲမှာဒီပွဲကသူတို့နိုင်တဲ့နှစ်တင်းနိုင်တဲ့အတင်းရတော့ဒါဟိုအုပ်စုတက်နိုင်မှုအခွင့်အရေးတစ်ခုရှိနိုင်တယ်ပေါ့နော်။အော်ဒီနေသားမှာဟိုနိုင်တဲ့ကောင်ကျုံးပါပဲ။အခွင့်အရေးရတဲ့ကောင်တော့ကျုံးပါပဲပေါ့နော်။ အော်ကျွန်တော်ဒီဘက်မှာဒါဝေးကွင်းကနေလဲဝေးကွင်းလဲဖြစ်တယ်ကြေးကြောလဲပေးရဲပေါ့နော်တခုတော့ရှိတယ်မနေ့ကအင်ရှင်အင်နာမီယာမီကြေးကြသွားတယ်အဲ့တော့ဒီနေ့မှလည်းအင်ချင်းအဖြစ်လက်ခံခြင်းမှနေစီကျဆောင်းတာကြေးကြနိုင်လားပေါ့နော်အဲအဲ့လိုမျိုးတော့ပြန်စင်းစားစရာတော့တစ်ချက်တော့ရှိနေတယ်အဲ့တော့ ိုအိမ်ကွင်းလဲဖြစ်နေတယ်ဟိုရှုံးပွဲတော့မတွေးလောက်ဘူးပေါ့နော်ရှုံးပွဲမတွေးအောင်တော့အနေဆုံးတင်ရအောင်တော့ကြိုးစားကံလာမယ်ပေါ့နော်အဲ့လိုမျိုးတွေးမယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာ body အနေနဲ့ဆိုတော့စီတဲ့ဆောင်းသားကိုရွေးချယ်လို့ကောင်းတယ်ကိုပေါင်းကတော့နှလုံး40ရှုံးဆိုကိုပေါင်းကြည်တန်းကတော့ကိုပေါင်းအောက်ကိုပဲတွားဖို့ရခိုင်လို့မရတယ်ကျွန်တော်ကတော့ကိုပေါင်းအောက်ကိုကြိုက်တယ်အဲ body မှာဆိုရင်တော့ Vodafone ကိုခြေစွမ်းရပို့ပြီးတော့နှက်တတ်တယ်ဒါပေမဲ့ကျွန်တော်ကမနေ့ကအင်ရှင်ဖြစ်တဲ့ အင်တာမီယာမီကြီးကြသွားတဲ့အတွက်ဒီနေ့မှာတော့စီစီဆောင်းသားကြီးမကြနိုင်ဘူးဆိုတဲ့အချက်ကိုကျွန်တော်ဆွဲပြီးတော့ဆွဲထုတ်လိုက်ပြီးတော့ကျွန်တော်ကစီစီဆောင်းသားဘော်လီနဲ့ကိုပေါင်းအောက်လေးကိုကျွန်တော်တွဲပေးချင်ပါတယ်။အော်ကျွန်တော်ကဒီနေ့အကြိုက်ဒီကတော့ဘိုင်မြူနစ်ပွဲစဉ်ကိုပေါင်းအောက်ဖြစ်ပါတယ်။ PSG နဲ့အန်တလန်တီကိုမက်ထရစ် ပွဲစဉ်မှာဆိုရင် PSG နဲ့ကိုပေါင်းအောက်ဖြစ်ပါတယ်။ပေါ်တိုနဲ့ပါမီယက်ပွဲစဉ်မှာဆိုရင်ပါမီယက်ဘော်ဒီနဲ့ကိုပေါင်းအောက်ဖြစ်ပါတယ်။ စီတဲဆောင်းသားနဲ့ဗိုဒါဖိုကိုပွဲစဉ်မှာဆိုရင်စီတဲဆောင်းသားဘော်ဒီနဲ့ဂိုပေါင်းအောက်ဖြစ်ပါတယ်တိုတယ်ခုနှစ်ကွက်ကျွန်တော်ရွေးချယ်ပေးခဲ့ပါတယ်ဂိုပေါင်းနေအောက်တည်းပဲကျွန်တော်ထပ်ပြီးရွေးချယ်ထားပါတယ်အဲ့တော့မနီယာဂိုးတွေအောက်တယ်ဒီနေ့လဲဂိုးတွေပေါ်မယ်အောက်တယ်ဒါရီကတော့ကျွန်တော်တို့စောင့်ကြည့်ရအောင်ပါနော်ဘူကီတွားခြင်းနဲ့ဘလိုဟာတည့်ရဲ့အပေါ်တည့်ရဲ့အောက်အဲ့လိုမျိုးတွားမလားဒါမှမဟုတ်စတိုက်အောက်မယ်စတိုက်ပေါ်မယ်ဒီလိုပုံစံလာမလားဆိုတော့ဒီနေ့ကျွန်တော်စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရွေးချယ်မှုတွေဒီဒါကျွန်တော်ရှာဖွေထားတဲ့ data ချက်လက်တွေနဲ့ကျွန်တော် ဟောတုံးတက်ပေးတာဖြစ်ပါတယ်အဲ့တော့ညီကိုတို့အနေနဲ့ကျွန်တော်အခုရွေးချယ်ပေးလိုက်တဲ့ခုနှစ်ကွက်ကိုဒါအကြိုက်တူလို့ရှိရင်အကုန်လုံးလိုက်ကစားလို့ရတယ်ကိုကြိုက်တဲ့ပွဲစဉ်လိုက်ကစားလို့လည်းရပါတယ်ဒီခုနှစ်ကွက်ထဲကမှကျွန်တော်ကညနေ6နာရီနဲ့9နာရီ8နာရီဝင်းကျင်လောက်မှာကြီးပြောင်းကြီးကြီးပြီးတော့မှဒါ member tips တွေအဲ free ticket တွေဒီထဲကပဲကျွန်တော်ဆွဲထုတ်ပြီးတော့ပို့ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ညနေ 6နိုင်9နိုင်ကျွန်တော်ကြည့်ပြောင်းကြည့်ပြီး7နိုင်မှာကျွန်တော်တိမ်ပြန် channel ပဲပါ channel မှာစောင့်မျှော်ပေးပါအာမမဝင်နိုင်ညီကိုလည်းကျွန်တော်တူချင်းဒီကိုဒါ7နိုင်ဝင်ကျင်မှာအကုန်လုံးပို့ပေးသွားမှာဖြစ်ပါတယ်အဲ့တော့မမဝင်ကျင်နေဆိုရင်တော့ကျွန်တော်ဒါ final ပွဲထိပေါ့နော်ရက်30လာတက်လာစာကျွန်တော်100ပဲဒါဈေးချိုချိုလေးနဲ့ညီကိုတို့မမခေါ်တာဖြစ်ပါတယ်အော်ဟိုဝင်ကျင်နေဆိုရင်ကျွန်တော်ဒီ Viber number ရဲ့ Telegram account ကိုကျွန်တော်ဒါ description မှာ comment မှာကျွန်တော် link လေးချပေးထားပါတယ်အဲ့မှာဝင်ရောက်ပြီးတော့ထုံတမ်းပြီးတော့ဒါမမဝင်လို့ရပါတယ်ပေါ့နော်အဲ့တော့မနေ့ကမမဝင်တဲ့ညီကိုရောဒါအရှုံးနဲ့စတင်လိုက်တယ်ဒါပေမဲ့ကျွန်တော်ကိစ္စမရှိဘူးစိတ်မပြတ်နဲ့စိတ်မညစ်နဲ့ကျွန်တော်တို့နောက်ထပ်အများကြီးကြံနေရပေါ့နော်နောက်ထပ်ပွဲတွေပွဲတွေအများကြီးကြံနေကျွန်တော်ဖြည်းဖြည်းချင်းပြန်ပြီးတော့ယူမယ်ပြန်ပြီးတော့နိုင်ပွဲရအောင်ကြိုးစားမယ်ပေါ့နော်အာ ဟိုကျွန်တော်ကဟိုလာလာလိုက်သွားပြီး profit ကိုကြည်ရဆိုတော့ဒီတရက်လေးရှုံးလို့ကျွန်တော်စိတ်ညစ်နေလို့မရအောင်ကျွန်တော်ဒီနေ့ရှုံးတော့ဟာစိတ်ညစ်ပြန်ကားလို့နောက်နေ့ဘယ်လိုလုပ်မလဲဆိုပြီး worry အများကြီးနေလို့မရအောင်ကျွန်တော်ရှေ့ဟိုဗီဒီယိုတွေမှာလည်းရှေ့လာတွေမှာကျွန်တော်အဲ့လိုပဲဟိုပထမဆုံးရက်တွေရှုံးနေဆိုပေမဲ့နောက်ရက်တွေမှာကျွန်တော်ဖြည်းဖြည်းချင်းနိုင်အောင်လုပ်တယ်လုပ်တယ်နောက်ဆုံးလာလာလာချုပ်လိုက်တော့ကျွန်တော်အပေါင်းပြတယ်ပေါ့နော်ကျွန်တော်ကအဲ့လိုမျိုးပုံစံသွားတာတော့လာချုပ်ကိုပဲဒီက target ထားပြီးတော့အပေါင်းပြအောင်ကျွန်တော်စူးစမ်းနေတာဖြစ်ပါတယ်အော်ဒီနေ့ကျွန်တော် ကောင်းဆုံးပြန်ပြီးတော့ကမ်ပတ်လုပ်ပါမယ်အဲ့တော့ည၈နိုင်မှာကျွန်တော်ပြန်ဆုံကြပါမယ်ဒါ၄င်းလေးပွဲရှိရတဲ့ကျွန်တော်၄င်းပေါင်းလေးတကက်လောက်လဲကျွန်တော်လက်ဆောင်ထည့်ပေးမှာဖြစ်ပါတယ်အဲ့တော့ညနေကျရင်ကျွန်တော်ပြန်သွေးကြပါအောင်အဲ့တော့ကျွန်တော် Daily Channel ပဲပါ Channel မှာ join တဲ့ညီကိုတွေဆိုရင်လည်းဒါကျွန်တော် description မှာ link တွေ description မှာဒါ comment မှာကျွန်တော် link လေးချပေးထားမှာဖြစ်ပါတယ်အဲ့တော့အဲ့မှာဝင်ရောက်ကြည့်ရှုပြီးတော့ဒါ join ပြီးတော့ညီကိုတို့ကြိုက်နေတတ်တယ်ဆိုရင်ကြိုက်တဲ့ပွဲစဉ်တွေအကြိုက်တူတဲ့ပွဲစဉ်တွေကို like ကစားလို့ရပါတယ် အားလုံးအဆုံးကြည့်ပေးကြရတဲ့ကျေးဇူးအများကြီးတင်ပါတယ်အားလုံးမင်္ဂလာရှိသောနေ့ရက်လေးဖြစ်ကြပါလိမ့်ခင်ဗျာကျွန်တော်မလဖန်ကြရင်ကျွန်တော်ရုံတက်ရဖြစ်တဲ့အတွက်ည7နာရီနဲ့8ခွဲကြမှာပဲကျွန်တော်ဗီဒီယိုလုပ်ပြီးမှဖြစ်ပါတယ်အဲကြမှာပဲပြန်တွေ့ကြပါမယ်အားလုံး